မာလီနိုင်ငံရဲ့ဝန်ကြီးများကောင်စီကဆေဆိုးရဖွဲ့အကြီးအကဲကို နောက်ထပ်အာဏာငါးနှစ်တက်တန်ထပ်တိုးပေးထားတဲ့အငင်းပွားဝဲဥပဒေမူကြမ်းကိုဇွန်လ17ရက်ကအတည်ပြုပေးခဲ့တယ်လို့ AP ကဖော်ပြခဲ့ပါတယ်။2020ပြည်နှစ်နဲ့2021ခုနှစ်ကအာဏာသိမ်းမှုတွေဖြစ်ပွားခဲ့တဲ့အနောက်အာဖရိကနိုင်ငံဖြစ်တဲ့မာလီကိုဗိုလ်ချုပ်ကြီးအစီမီခွိုက်တာကဦးဆောင်နေတာဖြစ်ပါတယ်။ အစိုးရရဲ့ထုတ်ပြန်ချက်အရဒီဥပဒေကြမ်းဟာနိုင်ငံအကြီးအကဲကို2025ခုနှစ်မှာစတင်ပြီး9နှစ်တက်တန်းတိုးနိုင်တဲ့လုပ်ပိုင်ခွင့်တွေပေးအပ်ထားပြီးအသွင်ကူးပြောင်းရေးပြည်ရင်ကိုပြန်လည်ပြုပြင်ရေးဆွဲခွင့်ရရှိနိုင်မယ်လို့ဖော်ပြထားပါတယ်။ဒီဥပဒေမူကြမ်းကိုအပီလာအတွင်းကစေအစိုးရကဖွဲ့စည်းခဲ့တဲ့အမျိုးသားဆွေးနွေးပွဲအတိုင်းအမြန်အဖွဲ့ရဲ့အတည်ပြုထောက်ခံချက်တွေနဲ့အကောင့်တွေပေါ်ခဲ့တာဖြစ်တယ်လို့ထုတ်ပြန်ချက်တွေမှာဖော်ပြခဲ့ပါတယ်။ လက်ရှိမှာဒီဥပဒေမူကြမ်းဟာအသွင်ကူးပြောင်းရေးကိုကြီးကြပ်နေတဲ့လွှတ်တော်ပုံစံကဲ့သို့တာဝန်ယူဆောင်ရွက်နေတဲ့အမျိုးသားအသွင်ကူးပြောင်းရေးကောင်စီရဲ့အတည်ပြုချက်ကိုသာလိုအပ်မှာဖြစ်ပါတယ်။မေလာစောပိုင်းကဗိုလ်ချုပ်ကြီးကွိုက်တာဟာနိုင်ငံရေးပါတီရဲ့ဖြတ်သိမ်းမှုအမိန့်ကိုလက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ပါတယ်။ဒီအမိန့်ထုတ်ပြန်ချိန်ကဘာမာကိုမျိုးတော်အတွင်းဒီမိုကရေစီလိုလားတဲ့ဆန္ဒပြသူတွေပြန်ပေးဆွဲဖမ်းဆီးခံနေရတဲ့အချိန်နဲ့တိုက်ဆိုင်နေတယ်လို့စေအစိုးရပေါ်မေးခွန်းထုတ်ခဲ့ကြပါတယ်။ ဆာဟယ်ဒေသရဲ့ကုန်းတွေးပိတ်နိုင်ငံတွေဖြစ်တဲ့မာလီမှာလွန်ခဲ့တဲ့ဆယ်စုနှစ်အတွင်းနိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့်အနောက်အာဖရိကနဲ့ဗဟိုအာဖရိကဒေသတွေကိုပါခရက်ရိုက်ခဲ့ပါတယ်။မာလီမှာ2020ပြည်နှစ်ကစပြီးအေဂီဒါနဲ့အိုင်အက်စ်အဖွဲ့တို့နဲ့ဆက်နွယ်နေတဲ့ဂျီဟတ်အဖွဲ့များရဲ့တောင်းကျမှုတွေမြင့်တက်ခဲ့တယ်လို့အာဏာသိမ်းမှုနှစ်ကြိမ်ဖြစ်ပွားခဲ့ပါတယ်။ဆယ်စုရက2024ခုနှစ်မတ်လမှာ အရက်ဖတ်အုပ်ချုပ်ရေးကိုပြန်လည်လွှဲပြောင်းပေးမယ်လို့ကတိပြုခဲ့တော်လဲနောက်ပိုင်းမှာရွေးကောက်ပွဲတွေကိုရွှေ့ဆိုင်းခဲ့ကာရွေးကောက်ပွဲပြုလုပ်မဲ့ရက်ကိုလည်းအခုအချိန်အထိတတ်မှတ်ရခြင်းမရှိသေးပေ။